ားလုံးပဲမိကလာပါရှင်မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြမအရေးဖြည့်ရှင်ရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အပေါ်ယုံကြည်မှုပြန်ရစေရန်အာဆီယံကဆက်လက်တွန်းအားပေးမည်ဟုမလေးရှားနိုင်ငံသား၏ဝန်ကြီးပြောတဲ့ဆွေးနွေးသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြမအရေးဖြည့်ရှင်ရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အပေါ်ယုံကြည်မှုပြန်ရရှိစေရန်အာဆီယံကဆက်လက်ကြိုးပမ်းမည်ဟုမလေးရှားနိုင်ငံသား၏ဝန်ကြီး ဂျာရုစီရီမိုဟာမက်ဟာဇန်က ပြောဆိုပါရယ်စတင်ဘလ28ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတွင်၎င်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပြီးမြန်မာနိုင်ငံတွင်တည်ငြိမ်ရေးနှင့်လုံခြုံမှုပြန်လည်ရရှိရေးလှုံ့ဆော်ခြင်းအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလည်းယုံကြည်မှုပြန်လည်ရရှိစေရန်အာဆီယံကလှုံ့ဆော်ရမည်ဟုပြောဆိုသွားခြင်းဖြစ်ပါသည်မြန်မာနိုင်ငံတွင်သဘောတူညီထားသည့်အပြစ်ခက်ရက်စဲရေးပြတ်ပြသွားသည့်အတွက်အချို့နေရာများတွင်အပြစ်ခက်ရက်စဲရေးပြတ်ပြသွားကြောင်း အကြံဖတ်မှုများကြောင့်အယက်သားများကိုဆက်လက်အန္တရာယ်ပြုနေခြင်းအပေါ်အာဆီယံနိုင်ငံသားဥဝင်ကြီးဂျာရုစီရီမိုဟာမက်ခါဆန်ကအလွန်စိတ်ပြတ်မိကြောင်းထုတ်ဖော်ပြောဆိုပါရယ်အာနာချုပ်ခိုင်ထားသူတွေအနေနဲ့မြန်မာနိုင်ငံကအတိအကျပိတ်ဆို့ထားတဲ့နိုင်ငံမဟုတ်ဘဲဒေသတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာအမှတ်ရဖို့တာဝန်ရှိပါတယ်။မြန်မာအကြက်တဲကိုမြန်မာတွေကိုယ်တိုင်ဦးဆောင်ပြီးကိုယ်ပိုင်ဖြေရှင်းမယ်ဆိုရင်ပြည်သူတွေအားလုံးတောက်ပပြီးလုံခြုံတဲ့အနာဂတ်ရှိလာမှာပါဟုမလေးရှားနိုင်ငံသားရွေးဝင်ကြီးကသတိပေးပြောဆိုပါတယ်။ အာဆီယံအဖွဲ့အနေဖြင့်ငင်းချမ်းရေးကိုအာမခံပြီးလုံခြုံရေးအကောင့်စီရင်စီးပွားရေးကြံ့ကြံ့ခံနိုင်ရေးကိုမြင့်တရေးနဲ့ဒေတာတွင်ရေရှည်တည်တံ့ရေးပန်းနိုင်ရမြင့်တရေးတို့တွင်ဒေတာတွင်အစုအဖွဲ့တစ်ခုအနေဖြင့်အရေးပါသောအခန်းခဏမှဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါသည်။လက်ရှိတွင်မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေပြီးမြမအရေးအတွက်ထင်သာမြင်သာရှိသောဖြည့်ရှင်မှုမျိုးဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပေ။ ဆလပီငဖဲမျိုးနဲ့နဲ့ရီကန်စခန်းသိမ်းတိုက်ပွဲပြင်းထန်နေဂုတ်ကြီးကကင်စခန်းကိုအေအေပူပေါင်းတပ်ဖွဲ့များသိမ်းပိုက်ထားတယ်ဟုသိရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းငဖဲမျိုးနဲ့အမ်ပရန်လန်ပေါ်တွင်ရှိသောနဲ့ရီကန်စခန်းသိမ်းတိုက်ပွဲမှာပြင်းထန်နေပြီးစစ်ကောင်စီကအင်အားအများအပြားဖြင့်စစ်ကူပေးနေကြောင်းစစ်ရေးသတင်းရင်းမြစ်များကပြောပါတယ်။ နိုင်ရကံလီကြောင်းရန်ကောက်ွယ်ရိတ်တက်ဤနောက်ဆုံးလက်ကျန်ကခင်းစခန်းတစ်ခုဖြစ်သောခုတ်ကြီးစခန်းကိုအရကတက်တော် AA ပူပေါင်းအဖွဲ့ကစက်တင်ဘာလ28ရက်နေ့တွင်တင်ပိုက်လိုက်ပြီးဟုသတင်းရှိမြစ်တအူကပြောပါရယ်။နိုင်ရကံရဲ့နောက်ဆုံးလက်ကျန်ကခင်းစခန်းတစ်ခုဖြစ်တဲ့ခုတ်ကြီးရွာမှာရှိတဲ့ကခင်းစခန်းကို AA ပူပေါင်းတက်ကတင်ပိုက်လိုက်ပြီးဒါကြောင့်စစ်ကောင်စီဟာရဖေးမျိုးနယ်ကစစ်အင်အားအများပြားနဲ့ချီတက်လာနေတဲ့လေကြောင်းပစ်ကူတွေနဲ့တိုက်ပွဲကတော်တော်လေးပြင်းထန်နေကြတယ်ဟုပြောပါရယ်။ ။နယ်ရီကန်ဤခါကင်းစခန်းများအလုံးကိုအေးအေးပူပေါင်းတပ်ဖွဲ့ကသိမ်းပိုက်ပြီးနောက်နယ်ရီကန်တပ်စခန်းကုန်းကိုဝင်းရံပိတ်ဆို့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရင်းမြစ်ကဆိုပါရယ်။နယ်ရီကန်စခန်းကုန်းပဲကြံတော့တယ်ဗျာ။အနီးအနားကခင်းတွေအလုံးကိုအေးအေးကသိမ်းပိုက်လိုက်ပြီးအခုနယ်ရီကန်စခန်းကြီးကိုလည်းဝင်းရံပိတ်ဆို့ထားတယ်။ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ပြောလို့ရတယ်။စစ်ကောင်စီကတော့လေချောင်းပစ်ကူတောက်လျှောက်ပြုလုပ်နေတယ်။ငဖဲကနေလည်းနောက်ထပ်စစ်ကူစစ်တောင်းတွေတက်လာနေတယ်လို့သိရတယ်။ အေအေကလည်းပြန်ဆုံမှာမဟုတ်ဘူးတိုက်ပွဲကပိုပြီးပြင်းထန်လာနေပါတယ်ဟု၎င်းကပြောပါတယ်အလားတူဘကိုးတိုင်းတောင်ကုတ်ပရောင်လန်းပေါ်ရှိစင်လန်ကျေးရွာတွင်တက်ဆွဲထားသောစစ်ကောင်စီစက်ခန်းငယ်ကိုဘာရကတက်တော်အေအေပူပေါင်းတက်ကစက်တင်ဘာလ26ရက်နေ့တွင်သိမ်းပိုက်ခဲ့ကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်စင်လန်ကျေးရွာစက်ခန်းတွင်စစ်ကောင်စီတပ်သား400ထက်မနည်းရှိကြောင်းနှင့်အေအေပူပေါင်းတပ်ဖွဲ့တိုက်ခိုက်မှုကြောင့်အများအပြားသေဆုံးသွားပြီးကျန်တပ်သားများမှာနောက်ဆုတ်သွားကြောင်းသိရပါသည် တောင်ကုတ်ပရောင်လမ်းပေါ်တွင်ရှိသောညောင်ကျိုးတက်စခန်းကိုလည်း AA ကဧပြီလ၂ရက်နေ့တွင်သိမ်းပိုက်ခဲ့ကြောင်းထုတ်ပြန်ထားပါသည်။လက်ရှိ AA နှင့်စစ်ကောင်စီတို့မှမကွေးတိုင်းငဖဲမြို့နယ်နှင့်ပဲခူးတိုင်းပရောင်မြို့နယ်တို့တွင်တိုက်ပွဲပြင်းထန်လျက်ရှိပြီးစစ်ကောင်စီဘက်မှအထူးကြိုက်ကြဆုံအများအပြားနှင့်အထိနာလျက်ရှိနေကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည်။ဆက်လက်ပြီးမြို့မြို့တွင်ခရိုင်လဝကမှုကြော်တန်းကစမကတ်လုပ်လို့သူများထံမှတအူးလျင်ထိုင်းဘတ်ငွေတက်တောင်းမှတက်တောင်းခွဲထိတောင်းယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။ ခရီးပြည်နယ်မြောက်ဝတီမြို့တွင်ခရိုင်လောက်ဝကမှုကြော်တန်းကပြည်သူများကိုစမကတ်လောက်ရန်အတွက်တပ်ဦးလျင်ထိုင်းပတ်ငွေတက်တောင်းမှတက်တောင်းခွဲထိတောင်းယူနေကြောင်းမြောက်ဝတီမြို့မှပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်ဇူလိုင်လမှစတင်ပြီးခရိုင်လောက်ဝကမှုကြော်တန်းကမြောက်ဝတီမြို့နယ်အတွင်းနေထိုင်သူများမဟုတ်ဘဲအခြားတိုင်းနှင့်ပြည်နယ်များမှလာရောက်သူများကိုခရီးသွားလာရာတွင်စစ်ဆေးခံရပြီးစမကတ်များပြုလုပ်လိုပါက ငွေချေးမြင့်မာစွာတောင်းယူနေကြောင်းခရိုင်လောက်ဝကမှုကြော်တန်ကရှမ်းပြည်နယ်မှတ်ပုံတင်ဖြစ်သည့်စက်သုံးမြင်းဆောင်မှတ်ပုံတင်ဆိုလျင်တအူးလျင်စမကတ်ပြုလုပ်ကထိုင်းဘတ်ငွေ1000မှ1000ခွဲဘတ်အထိ၎င်းအခြားတိုင်းနှင့်ပြည်နယ်မြို့နယ်များကိုမူတအူးလျင်စမကတ်ပြုလုပ်ကမြန်မာငွေကျပ်အနည်းဆုံး3သိန်းမှ10သိန်းအထိ၎င်းတောင်းယူကလှုပ်ဆောင်ပေးနေကြောင်းသိရပါသည်မှတ်ပုံတင်အပေါ်မူတည်ပြီးဈေးအမျိုးမျိုးအပြောင်းလဲရှိတဲ့73မြင်းဆောင်ဆိုရင်ဘတ်ငွေ1000ကနေထိုင်းဘတ်1000ခွဲအထိဈေးပေါက်တဲ့ ခရိုင်မှုနဲ့ပေါင်းပြီးလှုပ်ရှားတာလှုပ်ရှားနေတာကကြာပြီးခံမရသလောက်ဆိုရင်လွန်ခဲ့တဲ့၄လ၅လလောက်ကလေးကပါပြီးခဲ့တဲ့အပတ်ကတော့ပြည်နယ်မှုပြောလို့ခဏပိတ်လိုက်သေးတယ်ဒီအပတ်မှပြန်ဖွင့်တာတရက်ကို၁၀ရောက်ကနေအယောက်၂၀လောက်ထိတော့လှုပ်တဲ့သူရှိတယ်ဟုမြောက်ဝတီမြို့မှသတင်းရှင်းမြစ်ကသတင်းဌာနကိုပြောပါတယ်ပြည်တွင်းတွင်ခရီးသွားလာရာတွင်၎င်းဒီပါထောက်ခွာခွင့်လက်မှတ်နိုင်ငံကူးလက်မှတ် passport ပြုလုပ်ရာတွင်၎င်းဖက်ပုံတင်တစ်ခုလည်းဖြင့် PC ချင်းမရှိတော့ဘဲ smart card ပါလောက်ဆောင်နေရကြောင်းသိရှိရပါတယ် ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်